ဒီနေ့နိုဝင်ဘာ3ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကရင်နီပြည်နယ်ဒီမော့ဆိုအနောက်ချမ်းကိုဒီနေ့မနက်9နာရီဝန်းကျင်မှာစစ်ကောင်စီ၄ချောင်းတိုက်ခိုက်လို့ကရင်နီပြည်ရဲ့ KSP တပ်ဖွဲ့ဝင်တချို့အပါအဝင်၅ဦးကြာဆုံးခဲ့တယ်လို့ဒေသခံသတင်းရှင်းပြတွေကပြောပါရယ်။စစ်ကောင်စီတပ်၄ချောင်းတိုက်ခိုက်ခဲ့တဲ့နေရာက KSP ရုံးခွဲဖြစ်ပြီးစစ်ကောင်စီဒလန်တွေရဲ့သတင်းပေးမှုကြောင့်တိုက်ခိုက်ခံရတာလို့လဲကရင်နီစစ်ရေးသတင်းရှင်းပြကမှတ်ချက်ပေးပါရယ်ရှင်။ မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာစစ်ကောင်စီတပ်ကကိုရင်လေးပါအပါဝင်လူငယ်တွေကိုပေါ်တာဆွဲနေပြီးတပတ်အတွင်းလူငယ်30ကျော်ဖမ်းခံလိုက်ရကြောင်းသတင်းရရှိပါရယ်အောက်တိုဘာလကောင်ကစပြီးမြင်းကြံမြို့ပေါ်မှာစစ်ကောင်စီတပ်နဲ့ပြူစောထီတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့မြင်းကြံလူထုလှုပ်ရှားမှုကော်မတီကအသိပေးထားပါရယ်ရှင်လေးဖီအားနဲ့ရဲဝန်းနဲ့လေးပွေလှိုင်းတွေကြောင်းရန်ကုန်အပါဝင်တိုင်းနယ်ပြည်နယ်အများပြားမှာလေပြင်းနဲ့မိုးကြီးမဲ့အန္တရာယ်ရှိတယ်လို့ NUG လူသားစာနာနယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကသတိပေးပါရယ်ဒါက NUG ရဲ့ November 3ရက်ကနေ November 6ရက်အတွင်းရာသီဥတုသတိပေးချက်ဖြစ်ပါရယ်ရှင်ချင်းပြည်ကောင်စီ CC ကချင်းတော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြားပြဿနာမဖြစ်အောင်နားလည်မှုမလွဲအောင်ယုံကြည်မှုတိစောက်ရမယ်လို့ပြောပါရယ်ချင်းအချင်းချင်းပြဿနာထက်အာဏာသိမ်းစစ်ကောင်စီတပ်ကိုပဲပိုပြီးဦးစားပေးတိုက်ထုတ်သွားမယ်လို့ချင်းပြည်ကောင်စီကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါရယ်ရှင်